မင်္ဂလာပါခင်ဗျာရိုးရပေါ် channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဘင်းလက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်ရဲ့တောက်ကြသားသမီးများအတွက်တာမီဂိမ့်ကြမရဏတိထားတဲ့အသက်များဆိုတဲ့အထူးဟော့စတန်ကိုကြည့်ရှုနာဆင်ရမှာဖြစ်ပါတယ်မိတ်ဆွေရဲ့တက်ကမရဏရွေနဲ့ကြိုက်နေပါကသတိထားတဲ့နာတွေရှောင်တဲ့နာတွေကိုဘင်းပညာနဲ့သဘောတရားပေါ်ခြေခံပြီးဆရာကြီးကအနေနဲ့ပဲပြောပြပေးသွားမှာပါဒါကြောင့်ဘင်းလက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်ရဲ့ ်ဘေရင်ဟော့စတန်ကိုတင်ဆက်ပေးလိုက်ပါတယ်ကိုနေတာဒမီအားလုံးအေးရရီဝေးကွာကြပါစေအစ်စီကန်လူရဆနဧဝပါစီကြောင်းရိုးရဖို့ channel မှာတစဉ်ဒေရင်လက္ခဏာကံပြာပညာသူတေတီဆရာကြီးဦးမြတ်ဆံမဆူတောင်းမြတ်တာဟောတာပါလေဆရာတို့ရဲ့ channel က တိမ်မြုပ်ပြောက်ွယ်လူနီးပါးဖြစ်နေတဲ့မြမရိုးရာအတတ်ပညာများနဲ့ခြေတုံးစင်လာများကို ပြန်လည်ပေါ်ကျူးပေးတဲ့ channel ဖြစ်တာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ channel ကရိုးရာပေါ် channel ဖြစ်ပါတယ်။ဒီရိုးရာပေါ် channel မှာဆရာကဒေးဒင်းဆရာဖြစ်တာဖြစ်တဲ့အတွက်တိမ်မြုပ်ပြောက်ွယ်လူနီးပါးဖြစ်ပြီးမြမလူမျိုးများကအချို့ဆိုရင်လည်းတီးပြီးသားအချို့ဆိုရင်လည်းကြောင်းဝနာဝရှိတယ်။အချို့ကြတော့လေတိတ်ကိုမတီးသေးတဲ့ အတတ်ပညာလေးတိမ်မြုပ်ပြောက်ွယ်နေတဲ့တိမ်မြုပ်ပြောက်ွယ်လူကြီးပါဖြစ်နေတဲ့အတတ်ပညာတစ်ခုဖြစ်တဲ့လက်စမ်းပညာတွေကရှာမီကိန်းလို့လူကြီးများတဲ့အဲကျွန်တော်တို့တက်ရောက်ကိန်းလေးတစ်ကိန်းကိုဆရာကဒီရိုးရပေါ် channel ကနေပြီးတော့ပြန်လဲပေါ်ကျူးပြီးတော့ပြင်ပြပေးမှဖြစ်ပါတယ်ရှာမီကိန်းဆိုတာကအင်မတန်မှပူပြင်းတယ်လောင်ကျွမ်းမှုတွေများတယ်ထိုနည်းတူသာပဲအဲ့ဒီရှာမီကိုကြပြီးဆိုရင် လူတွေကစိတ်ဒုက္ခတွေရောက်စီတတ်တယ်။နောက်အပူဒေါကတွေများစီတတ်တယ်။ထုံနေလူသားပဲတဲ့။အဲ့ဒီရှားမီကိုကြပြီးစိုးရင်အကျိုးဆိုရင်လူတွေသေတတ်တယ်။ဥစ္စာပစ္စည်းတွေသေတတ်တယ်။မတော်တဆတွေဖြစ်စီတတ်တယ်။ထုံနေလူသားပဲအတွင်းရှားမီ အပြင်းရှားမီစသဖြင့်ပေါ့လေ။တော့ကျွန်တော်တို့အဲ့လိုအတွင်းပြင်ရှားမီတွေကြတဲ့အခါမှာရှားမီကြလို့ရှိရင်အပြင်းမှာမိတ်ဆွေတွေပျက်စီးတာမျိုးတော်နေလို့ကပဲကိုနဲ့နှိစက်တဲ့ရွှေမျိုးမိုးချင်းတွေပြည့်စည်တာမျိုးဆေးုံစီကြံတွေရောက်စီတာမျိုးနောက အတွင်းရှာမိကိုကြားလို့ရှိရင်အတွင်းမိသားစုတွေတော့ကျွန်တော်တို့အမှုခင်းတဲ့ဖြစ်တာမျိုးစိတ်အပူတော့ကတွေဖြစ်တာမျိုးကိုကိုနိုင်ကကျမ်းမာရေးတွေထိခိုက်တာမျိုးတော့ဝင်းဝင်းကလေးစားတွေပျက်စီးတာမျိုးအခက်မသိရင် operation လို့ခေါ်တယ်ခွဲစိတ်ကူတာမှုတွေလုပ်ရတာမျိုးဒါကတော့အတွင်းရှာမိလို့ခေါ်ပါတယ်အပြင်ရှာမိဆိုလို့ရှိလို့ရှိရင်အပေါ်ယံမှာဖြစ်တဲ့ယောဂါတွေနောက်အဝေးမှာရှိတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေရွှေမျိုးမွေးချင်းတွေအပူတော့ကတွေဂျုံရတာတွေအဲ့ရဲ့အပူတွေကိုဟတ်တာတွေဒါတို့တော့အပြင်ရှာမိလို့ခေါ်ပါတယ် အာတချို့လဲဆရာဆရာကြီးတွေသိပါတယ်အချို့ကြတော့လဲဘီဒီမိညာကိုလက်မကုံလက်ကုံအောင်မလိုက်ဘူးဆရာလည်းမစုံဟလာကိုလည်းမသိကိုလည်းမတက်ဆရာကြီးပြောတာလဲနားမတော်ဆိုတဲ့ဆရာကြီးကတော့တော့ကျွန်တော်တို့အုံမတော်ကောလို့ပဲတတ်မှတ်လိုက်ပါအချို့ကြတော့လဲဆရာကြီးကသိပြီးသားပါအသိပညာရှင်တွေအတတ်ပညာရှင်တွေများစွာရှိပါတယ်ဆရာဦးမြတ်ဆန်တို့ကတော့လောကကြီးမှာကျယ်ဝန်းတဲ့အတတ်ပညာအသိပညာတွေများစွာတဲ့ကဆရာတို့သိတဲ့ လက်သေးဘဝတဲမုန်နေတာအကုန်မြင်နေတာဖြစ်တဲ့အတွက်အကုန်သိတယ်တတ်တယ်ငါသိရငါတတ်တယ်လို့တော့မပြောလို့ပါဘူးဆရာတို့သိသလောက်เนาะကျွန်တော်တို့ဆရာကြီးဦးအောင်သင်စကားနဲ့ပြောမယ်ဆိုရင်အေးပြားပေါ့အရာပြည်သလောက်ကလေးသိတယ်အတတ်တင်များလေးနဲ့ဆရာကရိုးရပေါ့ channel ကနေဆရာတို့ညံမိသလောက်ဒါဆရာတို့သိသလောက်တတ်သလောက်ကလေးကိုပြန်လဲပေါ်ကျူးပေးမှာဖြစ်တဲ့အတွက်ရိုးရပေါ့ channel ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ခொနည်းသားပြီးအားလုံး တော့ကျွန်တော်တို့ဆရာကြီးဦးမြတ်ဆန်းရဲ့ဤရင်ပညာများကိုစောင့်မျှော် လေ့လာသုံးသပ်ကြပါเนาะဆရာရဲ့အကြံဉာဏ်ပေးခြင်းကိုလည်းအချို့ကြတော့လဲเนาะဆရာတွေကဒီဆရာဘယ်လောက်သိတော့ဘယ်လောက်တတ်တော့ဘယ်လောက်နားလဲတော့ဟမ်အားတို့တော့တော့မသိပဲနဲ့အားတို့တော့တော့မတတ်ပဲနဲ့ဟုတ်ကဲ့ဆရာတို့ဘာမှမသိသေးပါဘူးဆရာတို့လည်းဆရာရဲ့ခေါင်းစဉ်ပါကူကသူ့တည်သီးလို့တတ်တတ်တာဖြစ်တဲ့အတွက်လေ့လာတော့မှရှိပါသေးတယ်เนาะဒါကြောင့်မလို့ဆရာတို့လည်းသိသလောက်တတ်တော့ကလေးကိုဆရာတို့လို့မသိတဲ့မတတ်တဲ့နားမလဲတဲ့လူတွေကို ပါမဲညာမဲတည်အောင်လို့ဆရာတို့ကတင်ပြပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ရှားမီဆိုတာကအင်မတန်မှပူရင်းတဲ့ကိန်းတစ်ကိန်းလေးဖြစ်ပါတယ်။အဲ့ဒီကိန်းလေးကိုလက်ဆက်ပညာမှာဆရာကတိတိကျကျလေးတွေတည်အောင်နော်အဲ့တော့ရှေ့အပန်းဒီမှာဆရာကရှားမီကိန်းနဲ့ပတ်သက်လို့တင်းငွေတွေသာသမီများရှားမီကြတဲ့ဆိုတဲ့အကြောင်းတင်းလာသာသမီများရှားမီကြတဲ့ဆိုတဲ့အကြောင်းနောက်အင်းငါသာသမီများရှားမီကြတဲ့ဆိုတဲ့အကြောင်းဘာကြောင့်ရှားမီကြတယ်ဘလို့ကြောင့်ရှားမီကြတယ် နောက်မိုးတော့မိုးတဘူးသားသမီးများတွေရှာမိကြတယ်ဆိုတဲ့အကြောင်းရှာမိဆိုတာဘလို့ပူပြင်းတယ်ဘလို့တွေဒုက္ခရောက်စေကြတယ်နောက်ကြာတာပရိသတ်သမီးများဟာရှာမိကြတဲ့အကြောင်းရှာမိကိုဘာကြောင့်ကြားတယ်ဘလို့ကြောင့်ရှာမိကြတယ်အခုဒီတစ်ပတ်မှာတော့ဆရာကတောက်ကြာသားသမီးများရဲ့ရှာမိအကြောင်းလေးကိုဤရိုးရပေါ် channel ကဆက်ဆရာပြပြပေးမှဖြစ်ပါတယ်အကြောင်းမလို့တောက်ကြာသားသမီးများအနေနဲ့အင်မတန်မှအရေးကြီးပြီးတရိထားမယ်အတတ်ပညာလို့ခေါ်တဲ့ ရှာမိခင်လေးအကြောင်းကိုတည်တည်ချာချာလေးလာမှတ်သားဖို့တော့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျတော့တတိတမဉာဏ်မြေကလေးတဲ့အဉ္ဉာဏ်ဉာဏ်ချွန်းတို့အုပ်တယ်။တတိတစ်ချက်လွတ်လို့ရှိရင်ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့ဟောကျွန်တော်အရာလေးတစ်ခုကကန္နာယစူးပေါ့ဗျာစူးလေးတစ်ချက်ပဲစူးတာ။ကံမကောင်းလို့စူးစူးတယ်။ဘာမှမဟုတ်ပါဘူးကွာစူးလေးစူးတာပါ။ဟုတ်ကဲ့ကန္နာယစူးဆိုတာကကျွန်တော်တို့ကျွန်တော်တို့မြန်မာလူမျိုးများကြီးတော်တော်သိပါတယ်။ကန္နာယစူးကအင်မတန်မှအတွင်းထဲထိလိုက်ပြီးတော့စားတတ်တဲ့အမျိုးပါ။ အဲ့ဒီစုကိုကိုအောင်မထွင်ဘူးဆိုရင်အသားတွေပုတ်တာမျိုးဟောကျွန်တော်တို့အရေးပြားတွေဒုက္ခရောက်တာမျိုးအချို့ဆိုလို့ရှိရင်အယောထိလိုက်ပြီးတော့ဖြတ်ပြေးရတာမျိုးတွေဒီကြုံစီတတ်တာကျွန်တော်တို့တချို့ဆိုရင်သိပြီးသားပါခင်ဗျအဆေးပညာမှလည်းလိုအပ်ရှိပါတယ်အကြောင်းမလို့ဘာမှမဟုတ်ဘူးလို့ထင်တဲ့ကန္နာရသူလည်းစူတာဆိုပြီးတော့ပေါ့နေလို့တော့မရတဲ့ရှာမီကင်းလေးဖြစ်ပါတယ်ဒါမှမဟုတ်အဲ့ဒီရှာမီကင်းကကိန်းလာတာငဲတာပါခင်ဗျအင်မတန်မှတတိထားမဲ့ဆိုရင်ကြီးကျယ်သော အနာသောအကြောင်းအရာကြီးလေအများကြီးတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ရှာမီတိတ်မှာဆောင်းရံပါသလိုရှောင်းရံလည်းပါပါတယ်ဟိုနေ့တူသွားပဲခြေပစရာယန္တလို့ခေါ်တဲ့အယန္တရရအစီအများလည်းပါရှိမှာဖြစ်တဲ့အတွက်ခொနည်းသားသမီးများအနေနဲ့တိကျသေးကြစွာလိုက်လံပြုလုပ်မယ်ဆိုရင်ဆိုးကျိုးမရောက်ပပျောက်ပြီးတော့ကောင်းကျိုးများကိုရရှိမှာဖြစ်ပါတယ်အကြောင်းမလို့ကောင်းကျိုးများကိုရရှိခံစားခြင်းနဲ့ဆိုလို့ရှိရင်ဆရာကြီးဦးမြတ်ဆံပေးတဲ့အကြံဉာဏ်များနဲ့ ခொနည်းသားမြတ်လိုက်လံပြုလုပ်မယ်ဆိုရင်ရှာမီဂိမ်းမှာလွန်ငင်းချမ်းသာမှုရမယ်ဆိုတဲ့အကြောင်းဆရာကတင်ပြပေးပါဖြစ်ပါတယ်အခုဆိုရင်မကြတော့တဲ့ကာလမှာခရစ်တက်တဲ့ဘာကျွန်တော်တို့နှစ်တည်လဲကူတော့မှာဖြစ်ပါတယ်နှစ်တည်ကူရင်လူတိုင်းလူတိုင်းဟာပျော်ရွှင်ကြတာနော်ကျွန်တော်တို့ညီမတက်တဲ့ကူရင်ကြံတွင်းမှာပျော်ရွှင်ကြတယ်လို့ခရစ်တက်တဲ့ကူရင်လည်းပျော်ရွှင်ကြတာထုံနှန်းစင်လာပါအဲ့လိုထုံနှန်းစင်လာတဲ့ပျော်ရွှင်ရမယ့်ကာလမှာမိသားစုတွေပြန်လဲပေါင်းစည်းပြီးတော့အေးချမ်းတာယာတော့ အဝါကိုရရှိနိုင်မှုအတွက်အီရှာမီကိန်းလေးမှာတစ်ဆင့်ဆရာကလည်းဆုတော်မြတ်တာပို့တာပါတယ်အဲ့တော့ဆရာရဲ့ခေါင်းစဉ်မှာကိုကရှာမီကိန်းလို့ခေါ်တာဖြစ်တဲ့အတွက်ရှာမီတွင်ကြမရဏအကြီးအကဲကြီးလို့မပူကြသေးခြင်းလို့ဆရာကဒီကိန်းလေးကိုတိတိကျကျသင်ပြပြီးမှဖြစ်ပါတယ်တောက်ကြသားသမီးများဟာတဲ့တော့ကျွန်တော်တို့တောက်ကြကျူးတက်ကကျွန်တော်20နှစ်ကနေရှိပါတယ်။ဟိုနည်းတူသွားပဲအသက်တောက်ကြသားအသက်10နှစ်မှာတော့ကျွန်တော်တို့10နှစ်ကို10နှစ်သားလို့ရှိရင်3ညကျွန်းနဲ့ဖြစ်တဲ့အတွက် ရာဟုမှာတက်ရောက်တယ်တက်ရောက်ခင်းလို့လည်းလူသိများပါတယ်နော်ရှာမီတက်ရောက်ခင်းလို့လည်းလူသိများပါတယ်အဲရာဟုမှာတက်ရောက်ရင်ကျွန်တော်တို့သူ့ဆိုတဲ့ခရီးခင်းတွေဂျုံစီတတ်ပါတယ်ခင်ဗျာနော်ဒိုနီလူသားပဲအဲ့တော့ဂျိုးရှိခွင်မှာတဲ့ကျွန်တော်တို့လှုပ်တဲ့ခါမှာတဲ့နော်ကျွန်တော်တို့ရှာမီကြတယ်ဆိုတာကတောက်ကြတာအသက်၈နှစ်၉နှစ်ဟော၉နှစ်မှာဆိုရင်တောက်ကြမှာတက်ရောက်တယ်ကောလီဆိုတဲ့လက်ကင်းလည်းရှိပါတယ်ခင်ဗျာကိုနေသူကပဲကျွန်တော်ကျွန်တော်၁၀နှစ်မှာဆိုလို့ရှိရင်တနင်္ဂနွေအိမ်မှာရောက်တာဖြစ်တဲ့အတွက် ရှာမီစပြီးတော့ကြာပါပြီခင်ဗျာရှာမီဆိုမဲ့လို့ကြီးရှားဖြစ်တာဖြစ်တဲ့အတွက်ထင်သလောက်တော့မပူသေးပါဘူးအဲ့ဒါကအပြင်ရှာမီလို့ဟောပါတယ်ခင်ဗျာနော်ခုံးနေလူသားပဲတဲ့ဟောကျွန်တော်တို့10နှစ်17နှစ်ဟုတ်ကဲ့တနင်္လာမှာတက်ရောက်ပါပြီစောတွေစုပ်တွေလက်တွေရစီတတ်ပါဟုတ်ကဲ့အဲ့ဒီကနေပြီးတော့17နှစ်17နှစ်ဟုတ်ကဲ့17နှစ်ဆိုလို့ရှိတော့ရှိရင်အဲ့တော့ရှင်းနေစား17ဆိုရင်၄ကျွန်းတာတက်ရောက်ကအင်္ဂါမှာဖြစ်တယ် အဲ့တော့အင်္ဂါမှာတက်ရောက်တာဖြစ်တဲ့အတွက်အိုသူလို့ခေါ်တဲ့ခီးတွေပျက်စီးတတ်ပါတယ်အဲ့တော့7နှစ်ကနေပြီးတော့73နှစ်ဟုတ်ကဲ့73နှစ်မှာဆိုလို့ရှိရင်ကောလီလက်တွေဝင်စီတတ်ပါတယ်စုပ်တွေလက်တွေဝင်စီတတ်တယ်ကြိမ်းထဲမှာရှိပါတယ်အဲ့တော့ဂျိုးအိတ်ကတော့တောက်ကြပါပဲဂျိုးအိတ်ပါတည်တယ်အဲ့တော့7နှစ်ကနေ73နှစ်74နှစ်ဟုတ်ကဲ့7နှစ်လီ76 7နှစ်လီ8ဆိုတော့ကြတော့74 6ကျွန်းတာဟုတ်ကဲ့6ကျွန်းတာဖြစ်တာဖြစ်တဲ့အတွက် တောက်ကြနေရင်1 2 3 4 5 6ဆိုတော့အဲ့ဒီမှာရှာမီကြပြန်ပါပြီခင်ဗျာနော်14နှစ်မှာရှာမီကြသလိုတဲ့17နှစ်မှာလည်းညရှာကြတတ်ပါလေဒါကြောင့်မလို့တက်ရောက်ကိန်းမှာရှာမီကြတဲ့အခါမှာတဲ့မိမိရဲ့ဘဝကံတရားမှာသိုးတာကောင်းတာလေးအဓိကထားပြီးတော့မိတ်လားယံလားမိတ်မဟုတ်ယံမဟုတ်တဲ့ဥတသိမ့်လားဆိုတာတိတိကျကျသိဖို့တော့လိုပါတယ်နောက်ရှာမီကြတဲ့အခါမှာအတွင်းရှာမီလားအပြင်ရှာမီလားသိဖို့လေဆရာဆရာတွေက လေးလာစမ်းသစ်ဖို့လိုပါတယ်ခင်ဗျเนาะအပြင်ရှားမိဆိုရင်ဘလို့ရေတရားတွေခြေရမယ်ဘလို့အကာအကွယ်တွေလိုရမယ်အတွင်းရှားမိဆိုရင်ဘလို့အကာအကွယ်တွေလိုရမယ်ဘလို့ရေတရားတွေခြေရမယ်ဒါလေးတွေသိဖို့တော့လိုပါတယ်ခင်ဗျเนาะတကယ်လို့များနဲ့တောက်ကြသားသမီးများဟာတဲ့တော့ကျွန်တော်တို့ဆယ်နှစ်မှာအပြင်ရှားမိကြတယ်ဆိုလို့ရှိလို့ရှိရင်ကိုယ့်ရဲ့အညွန့်နဲ့ဖြစ်တဲ့တောက်ကြရဲ့အညွန့်ကစနေဖြစ်တာဖြစ်တဲ့အတွက်စနေတော့မှကျွန်တော်တို့ထီးနေတဲ့လူချမ်းချင်းဟောဒေါနီလူသာပဲ အပြင်းအထန်ဖြစ်တဲ့ကြာသာပတိနဲ့အရာမှာရေလူချင်းတွေလုပေးပါခင်ဗျအမြင့်ကိုရေလောင်းပင်စီကိုရွှေချောက်အညို့ကိုဖရာလူဆိုတဲ့လင်္ကာလေးလည်းရှိတာဟုတ်ဗျဒုံနေတူတာပဲတဲ့ဟောကျွန်တော်တို့အတွင်းရှားမိလို့ခေါ်တဲ့ဆယ်လင်းနေတာကာလပါတော့အတွင်းရှားမိရောက်ပါတယ်ခင်ဗျအဲ့ဒီကြာလို့ရှိလို့ရှိရင်တော့ကိုတိုင်းကိုတော်ပြစ်ချင်းတဲ့ဘုံမိရက်ဒီမှာနန်လူသားတွေစွန့်ချင်းတွေလုပ်ပေးရပါတယ်ခင်ဗျနော်နောက်တစ်ခုကကိုယ့်ရဲ့အညွတ်တက်တော့တဲ့တောက်ကြရဲ့အညွတ်တက်စနေနေ့မှာတဲ့ဟောကျွန်တော်တို့ ိမိတို့ရဲ့အင်းအိမ်ဖရားမှာတညက်တွေလူတန်းချင်းတော့ဖရားမှာစွမ်းရည်ချမ်းစီမိလူတန်းချင်းအမေရဖဆရာသမားများကိုကျွန်တော်တို့ထိပနဲ့အဝိစာလူတန်းချင်းအဝိတဲ့လူတန်းချင်းတွေလုတ်ပေးပါတယ်။ဒါဆိုရင်တော့အတွင်းရှာမိလေပြက်ပြက်စီတတ်ပါတယ်ခင်ဗျ။နော်။အဲ့တော့ကိုယ့်ရဲ့အသက်လိုက်တဲ့တက်ရောက်ပေါ့နော်။ကိုယ့်ရဲ့အသက်လိုက်ကဲကောင်းချင်းတွေကျွတ်စီဖို့တွေ့တဲ့ဘဝမှာဖရာတရားတန်ကမိဘဆရာသမားများကိုအနေနောနန္ဒငါးပါးမပြဲ အမြဲတမ်းစိတ်ကြက်ပြီးတော့ကိုယ်ပဲတမှုပြုပါဘာဖြစ်လဲဆိုတော့ကျတော့ကတ်သုံးပါးလည်းအချိန်ဟုံးကမကုန်သေးဘူးဗျအဲ့တော့ကတ်သုံးပါးမှာတဲ့နော်ကျွန်တော်ဒုဘက်ကန္တရာကတက်ကန္တရာကယောဂကန္တရာကလို့ခေါ်တယ်ကတ်သုံးပါးမှာတဲ့ရက်တဲ့เจ้าငါတင်အင်းနဲ့ငါ့အကြောင်းကစားကျန်းနဲ့ငါ့မှာဖျားခဲ့ဆိုတော့အခုချိန်ကာလမှာကပ်ပေးဆိုင်တာကလည်းပုံလေးနေရှိသွားပြီပြတာပြတဲ့အတွက်ရက်တဲ့เจ้าမှာငါတင်တကယ်ဆိုမိမိကိုယ်လိုက်ကကပ်ပေးတဲ့မှာမပါခဲ့ကြသေးဘူးပေါ့ဗျာနော်ကျွန်တော်တို့ ကိုဗစ်မှာလည်းမပါခဲ့သလိုကျွန်တော်တို့တက်အမျိုးမျိုးမှာလည်းကျွန်တော်မပါခဲ့တာဖြစ်တဲ့အတွက်ငားတင်တဲ့ကာလမှာကြံ့နေငားမှာဖျားကယ်မှာဖြစ်တဲ့အတွက်ကြောင်မစားခင်ဖျားကယ်အောင်လို့ခဏရသားပြင်းများအနေနဲ့ကောင်းမှုကုသိုလ်တွေလုပ်ဘာသာရေးတွေများများလုပ်ဖျားတရားကိုများများလုပ်အမိဘဆရာသမားများကိုပြန်လည်ပြောဆိုခြင်းတော့ကြံလို့ခြင်းမှာရှောင်ကြည့်ပြီးတော့အတတ်နိုင်ဆုံးဖျားဖက်တော့အသက်ရှင်မယ်ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကရိုးရပေါ်ချန်တယ်မှတစ်စင် တင်ပြပေးခြင်းဖြစ်ပါတယ်ခொနည်းသားသမီးအားလုံးတရားတရားတန်ခါမိဘဆရာသမားများကိုပူဇော်ကြတော့ပြီးတော့အသက်ရှင်ကြပါပြီဘဝမှာသာဝရအေးချမ်းသောကံတရားမဟုတ်ရရှိနိုင်ကြပါလိမ့်ခင်ဗျာ for watching